ရပါမယ်။ကျောင်းသားတွေကိစ္စအမှုရဲမရှိလို့စစ်ဆေးခြင်းမရှိခဲ့တာ၅ကြိမ်ရှိပါပြီ။လာမယ့်ရွေးကောက်ပွဲမှာကျောင်းသားတွေမဲပေးဖို့ထောင်အနာပိုင်းကပြောကြားခဲ့ပေမယ့်တရားစွဲခံထားရတဲ့ကျောင်းသားနဲ့ဝန်ရံပြည်သူတို့ချို့ဟာမဲမပေးဘူးလို့ဆုံးဖြတ်ခဲ့ပါတယ်။သူတို့ဘာကြောင့်မဲမပေးတာလဲ။လက်ရှိ၂၀၁၈ဖွဲ့စည်းပုံနဲ့ရွေးကောက်ပွဲကျင်းပတာဟာအပြေတစ်ခုမဟုတ်တာမို့ဒီရွေးကောက်ပွဲမှာမဲမပေးဘူးလို့ဖြစ်ဖြစ်အောင်ကပြောပါတယ်။ မဲမတမာမှုတွေမဲပေးတဲ့ပုံစံမှားယွင်းမှုတွေကြားနေရပြီးရွေးကောက်ပွဲနေ့မှာလည်းဒီပြဿနာတွေကြုံလာနိုင်တာကြောင့်အကြမ်းဖက်မှုတွေဖြစ်လာနိုင်တယ်လို့ဆိုပါတယ်ဒါတကယ်တမ်းပြောရရင်2015ရွေးကောက်ပွဲပေါ်မှာအဲရွေးကောက်ပွဲတစ်ခုလုံးကဘယ်လိုအနေထားမျိုးဖြစ်နေမယ်လို့ကျွန်တော်တို့တော့မခံမနိုင်သေးဘူးဒါပေမဲ့တော်တော်ကြီးတော့စိုးစိုးဝါးဝါးအကြမ်းဖက်မှုမျိုးတွေဖြစ်လာနိုင်တယ်လို့ပါမျှော်လင့်ရစီမမြင်အဲကျွန်တော်တော့အဲ့လိုမြင်နေတယ်ပေါ့နော် ကျောင်းသားတွေရဲ့မူလအမှုကြီးကိုဘကိုးတိုင်းတရားလွှတ်တော်မှာပြင်ဆင်ထားတာကြောင့်အမှုတွေမရှိသေးဘူးလို့ရှေ့နေဒေါက်ခင်ခင်ကျော်ကပြောပါတယ်။ကျောင်းသားတွေရင်ဆိုင်နေရတဲ့အမှုတွေအတွက်ရှေ့နေတွေစူးစမ်းပေးနေတယ်လို့သူကဆိုပါတယ်။အမှုတွေရောက်ရင်တော့ပုံမှန်တိုင်းပြန်ပြီးတော့ဆက်ဆက်သွားရမှာပေါ့ဆက်ဆက်သွားမှာပေါ့ခုအမှုတွေမရောက်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကစောင့်နေရတာလေ။ကျွန်တော်တို့ရှေ့နေကြတော့အစွမ်းကုန်စူးစမ်းပြီးစစ်နေတာပဲလေ။ကျွန်တော်တို့ကတော့ဒီပုံမှာပေါ့နော်ဟုတ်ကဲ့။မဲပေးလိုက်တဲ့ပါတီနဲ့တကယ်တမ်းထွက်လာတဲ့မဲပုံစံကပြောင်းလဲနေတာမျိုးဖြစ်နိုင်လို့ ရွေးကောက်ပွဲကော်မရှင်ကိုအယုံကြည်မရှိဘူးဆိုပြီးကျောင်းသားနဲ့ဝန်ရံပြည်သူတို့ကမဲမပေးကြတာဖြစ်ပါတယ်။ပြည်သူတရားအနေနဲ့ယာနုံပြည့်အခွင့်အရေးမရရင်တောင်အနေချင်းတော့တော့ရတဲ့နဲ့ထင်လို့မဲပေးမယ်လို့ဆုံးဖြတ်ထားသူကမင်းသွေးတစ်ပါ။ဘာကတာကျောင်းသားတွေအတွက်မဲပေးမပေးကိစ္စဟာတမကနဲ့မဆိုင်ပဲတူတူတယောက်ရဲ့လွတ်လပ်ခွင့်ပဲဖြစ်ပါတယ်။ နောက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ဟိုလူသူ့အကဝယ်ပေးထားတဲ့အားနည်းချက်တွေဖြစ်နေတာဖြစ်နေတယ်။အဲတော့ကျွန်တော်တို့ကဒီဥပဒေရှိနေသေးတယ်ဘယ်ယူကောက်ဝယ်ဘယ်ဆိုတာတက်တာဘာမှလုံပိုင်ခွင့်မရှိဘူး။လုံပိုင်ခွင့်အကန့်အသတ်ပဲရှိရလို့ထင်တယ်။ဒါကြောင့်ကျွန်တော်တို့ယူကောက်ဝယ်မှာမဲပေးရတာကျွန်တော်ဆုံးမဲ့ချက်ကတော့ကျွန်တော်တို့ပြည်သူတွေကတော့တရားရဂိုင်းနှုံးလို့ချင်တယ်။ဒါပေမဲ့10ရရ10ရရတဲ့အချိန်မှာယူထားတဲ့နယ်ဆိုရင်အမြင်နဲ့ကျွန်တော်ရဲ့ဟိုမဲပေးပိုင်ခွင့်ဆုံးရှုံးမှာဆိုလို့ကျွန်တော်မဲပေးဖို့အတွက်ပုံစံကရေးတင်လိုက်တာပါ။